ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နိုင်ငံတော်ကြီးကတော့စွန့်ပြေတာပေါင်းတဲ့အခြေအနေကိုရောက်နေပါပြီလက်ရှိအနေအထားများပြန်သက်သာပြပါဘူးမြတ်ကျော် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီနေ့တော်လိုင်းရေးရသတင်းများနဲ့ပသက်ပြီးထိုးစစ်တိုက်ရှစ်ခုခံစစ်ဆင်နွှဲနေကြကုန်သောသတင်းတွေကတော့ရပ်ကွက်အုပ်ချုပ်ရေးမှုတွေရှင်းလင်းမှုတွေရှိတယ်။တစဲမှာမြေပြင်ရှင်းလင်းမှုတွေလုပ်နေတယ်။ မနေ့ကတော့နထွေးတိုက်ပွဲကြောင့်ဖက်စစ်တပ်နေပြည်တော်တခွင်မန္တလေးတခွင် ပြရာခန့်နေရယ်ရန်ကုန်မှာဒီကနေ့ရုံးပန်ကြောင်းအတူဒီဘာခေါ်လဲပုဂ္ဂလိကကြောင်းနေပါမကြံမူဂျိုပါမကြံ၅ရက်ပိတ်တယ်တပေါင်းတပေါင်းပွင့်နေအဲတပေါင်းပွင့်အတွက်နော်ပျော်ပျော်ပါပါသွားကြဘူးဆိုပြီးဒါမျိုးတွေချိပါ ဲ့တော့ဘတ်ဂျက်တက်ကဘာလို့ချင်နေလဲဆိုတဲ့ကိစ္စကျွန်တော်ဒီနေ့သုံးသပ်ဆွေးနွေးကြမယ်ကိုတော်လိုင်းအင်အားစုတွေကဘာလို့နေလဲအရေးကြီးပါတယ်အရေးကြီးပါတယ်အရေးကြီးတဲ့အကာလကိုရောက်ပါပြီနောက်ပိုင်းပြောမှာတွေကကျွန်တော်တို့စစ်စစ်ဆက်သက်သုံးသပ်ပြီးလှုပ်တင့်လှုပ်တိုက်တာတွေအချိန်မဆိုင်လုပ်ရမယ့်အချက်မျိုးတွေပေါ့မှာဖြစ်ပါတယ်ဒီနေ့ဒီအချိန်မှာတော့နွားကွေးရင်ကြွားကြားဆွဲတယ်ပဲပြောမလား တိုင်းပြည်မငြိမ်သက်မှုကိုအခွင့်ကောင်းယူတယ်လို့ပဲပြောမလားအချင်းတွေကတော့နိုင်ငံတော်ကြီးကျွန်တော်တို့နိုင်ငံကြီးစိုးရိမ်စရာကောင်းတဲ့အခြေအနေရှိအရခတ်တော်အေးရဲ့ထိုးစစ်အရှိန်ကဗရောင်းအုတ်ရှိပင်ထိရောက်လာပြီဖြစ်တယ်။ကပ္ပဆရီကိုစစ်ဦးမြားတယ်။အဲ့တော့ညောင်ကျိုးကနေအေးထိုးစစ် ကြုံပြီးတော့အုတ်ရှစ်ပင်ထိရောက်လာနေပြီလို့နောက်ဆုံးသတင်းများရသိရတယ်။မြို့နဲ့တော်တော်နီးကပ်နေပြီးပြင်းထန်တဲ့ထိုးစစ်မျိုးဖြစ်တယ်။နော်အဲ့တော့ညောင်ကျိုးညောင်ချီတော့အုတ်ရှစ်ပင်တကြောကမตาပေါ်တဲ့အလောင်းမှန်သမျှပြည်ဒါကဆာကိုပို့ပြီးတိုက်နေစေးုံနေပါ။အိုနာကျိုးကန်းနေမตาပေါ်တဲ့ကောင်ထပ်နေရေဆိုတာကျွန်တော်တို့ကြားရတယ်။အဲ့တော့ အာကတ်တတော် AA ဟာ AR တိုင်းပကိုးတိုင်းမကွေးတိုင်းတိထိုးပေါက်ဝင်ရောက်ပြီးတော့ဆင်းမြင်တာဖွင့်ထားတာတွေ့ရတယ်။ဒီနေရာမှာကျွန်တော်အရင်ရက်တွေကတရဆက်ပြောခဲ့တယ်စီးဆိုင်ရာခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးအာကတ်တတော် AA ရဲ့တတ်မှုချုပ်ပုံချုပ်ထွန်းမြတ်နိုင်ရဲ့ထွန်းမြတ်နိုင်ကိုပြည်သူလူထုဟာလုခုံးလေခေါင်းဆောင်အဖြစ်ရှုမြင်လာကြတာတွေ့ရတယ် စစ်ကိုအနိုင်တိုက်တယ်လို့နိုင်ငံရေးမှာလည်းတိတိတတ်တတ်ကြာကြာနာနာကစားတယ်အုတ်ချုပ်ရေးစီးပွားရေးပထဝီနိုင်ငံရေးတွေကိုလည်းနိုင်နိုင်နင်းနင်းနဲ့ဆောင်ရွက်နေတာတွေ့ရတယ်စီးရေးဆောင်ရွက်မှုနဲ့ပတ်သက်ပြီးစီးစနစ်ကြာတယ်မာဗျူဟာမြောက်တယ်ငွေကြေးဘတ်ဂျက်နဲ့ပတ်သက်ပြီးအတန်လုံးဝမထွက်စစ်ပွဲနဲ့ပတ်သက်ရင်ပါလို့လုံမမသိရလောက်အောင်ကိုပြွာထမြင်လို့နေဒါကြောင့်မို့ ဒီကနေ့ကျွန်တော်ခေါင်းလေးမှာစဉ်းစားမိတာကဘိုးချုပ်ထွန်းမြတ်နိုင်ကနေပြည်သူလူကိုပြောချတဲ့စကားဆွေးနွေးစကားဝိုင်းတစ်ခုကျွန်တော်လုပ်ချင်လာပါတယ်။ဒါပေမဲ့ဘိုးချုပ်ထွန်းမြတ်နိုင်နဲ့ကျွန်တော်တွေကအဆက်တွေမရှိဘူး။ဘိုးချုပ်ထွန်းမြတ်နိုင်နဲ့အတူတိုက်ပွဲဝင်နေတဲ့တချို့တပ်တွေနဲ့တော့အဆက်တွေရှိတယ်။အဲ့တော့ဘုရုံထွန်းမြတ်နေနဲ့ကျွန်တော်ဆက်တွေ့ဖို့ကျွန်တော်စူးစမ်းပါမယ်။ပြည်သူလူထုကိုပြောစကားပြည်သူလူထုထံတင်ပြတဲ့ ဘုတို့ထုံးမြနိုင်တဲ့နိုင်ငံရေး vision စီဆိုင်ရာရီမန်ချက်တွေနဲ့မျိုးတော်လိုင်းရေးကိုဘုတို့ထုံးမြနိုင်ကစီဆိုင်ရာဥစားမှုများဖြစ်ပါဝင်ဆောင်ရွက်ပေးဖို့လူလူရဲ့တိုက်တွန်းစကားတွေကိုပြောကြားခြင်းနဲ့လူလူကိုလည်းဘုတို့ထုံးမြနိုင်စကားကိုနားထောင်စေခြင်းနဲ့အတွက်ဆက်သွယ်ပြီးဆောင်ရွက်ဖို့ကြိုးစားပါမယ်အကယ်၍ကျွန်တော်ဗီဒီယိုကြည့်နေတဲ့အဲထဲမှာမှာအရခတ်တက်တော်အေအေနဲ့ထိဆက်ပတ်သက်တဲ့လူတွေ ဟိုကျုပ်ထုံးမြတ်နိုင်တဲ့အထီးဆက်ပတ်သက်တဲ့လူများပါခဲ့ရင်ကျွန်တော်လူမြတ်ကျော်ကတမူးကျုပ်ဟိုကျုပ်ထုံးမြတ်နိုင်အားလေးစားစွာဖိတ်ခေါ်ပါလေကျွန်တော်ကအကောင့်မသိတဲ့အတွက်လာရောက်ဆက်တွေ့ဈေးချင်ပါတယ်သို့မဟုတ်ဆက်တွေ့ဖို့လင့်ပါနော်ချပေးစေချင်ပါတယ်ကျွန်တော်တွားရောက်ဆက်တွေ့ပါနောက်တစ်ယောက်ကဘိုးချုပ်ကွမ်မော်ကချင် KI ရဲ့ဦးစီးပိတ်ကင်တယောက်ဖြစ်တဲ့ဘိုးချုပ်ကွမ်မော်ဘိုးချုပ်ဒီအင်ပန်လာပြီးတော့ဘိုးချုပ်ကွမ်မော်ပေါ့ ဲ့တော့ဗိုလ်ချုပ်ဂွမ်မော်နဲ့လည်းကျွန်တော်တွေ့ဆုံဆွေးနွေးဖို့တွေ့ဆုံဖို့ဗိုလ်ချုပ်ဂွမ်မော်ရဲ့စီအီမန်ချက်တွေနိုင်ငံကြီးရွေချက်တွေကိုလူလူကိုတင်ပြဖို့စီရေးဆိုင်ရာခေါင်းဆောင်မှုတွေမှာဗိုလ်ချုပ်ဂွမ်မော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့မြန်မာຫນွေဦးတော်လိုင်းရေးမှာဦးဆောင်ပေးဖို့ကျွန်တော်ဗိုလ်ချုပ်ဂွမ်မော်ရဲ့ page ကတော့တခါတော့တွေ့ပါတယ်ရှိပါတယ်ကျွန်တော်သွားပြီးတော့စူးစမ်းကြည့်ပါမယ်နောက်တစ်ခါဘူမူးချုပ်တာပုံချုံပုဂ္ဂိုလ်မျိုးတွေပေါ့ TNL လေး သူတို့နဲ့လည်းတွေ့ဖို့စ조사ဖို့စပြီးစ조사มาဖြစ်တယ်လို့နောက်တစ်ခုကတော့ကျွန်တော် NU ချီရဲ့ကာဝေးဝန်ကြီးကကာဝေးဝန်ကြီးဌာနရဲ့ဝန်ကြီးဦးရီမွန်ကျွန်တော်ဒီကနေ့တော့ဦးရီမွန် page ကိုကျွန်တော်စာပို့လိုက်ပါတယ်မင်္ဂလာပါစတင်မိတ်ဆက်ပြီးတော့ကျွန်တော်ဦးရီမွန်ရဲ့စီးဆိုင်ကြီးမဲ့ချက်နိုင်ငံရေးဆိုင်ကြီးမဲ့ချက်တွေကိုလူလူကိုတင်ပြဖို့ကျွန်တော်စ조사ပေါ့ဘာကြောင့်မိတာတွေလုံနေတာလဲလူမြတ်ကျော်တမူးတွေနဲ့ကျွန်တော်တောက်လျှောက်တွေ့ဖို့လည်းစီစဉ်နေပါတယ်တမူးတွေနဲ့ဆွေးနွေးဖို့စကားပြောဖို့လည်း ကျွန်တော်စီစဉ်နေပါတယ်စွဖွဲ့နေပါတယ်ဘာကြောင့်လုပ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျခင်ဗျားတို့မင်းအောင်လိုက်ဟာရုရှားနဲ့တရုတ်ကိုတိုင်းပြည်တွေခေါ်သွင်းပြီးတိုင်းပြည်ကိုဒဇန်ကွဲအောင်ခွဲဖို့သူ့အာဏာအကျိုးစီးပွားအတွက်နေရုပ်ရုပ်မှမှကြံ့စီနေပါပြီဒီမင်းအောင်လိုက်လို့ကောင်မျိုးနဲ့တကွမင်းအောင်လိုက်နားမှာရှိတဲ့ပူချုပ်စစ်ပူချုပ်ဆိုတဲ့ကောင်မျိုးကိုကျွန်တော်မေးချင်တာ မင်းတို့ဒီတိုင်းပြည်ပေါ်မှာတစ္ဆာခံထားတာဟုတ်ရဲ့လားတိုင်းပြည်ကိုအမျိုးစုံဒုက္ခပေးပြီးတိုင်းပြည်အစိမ့်စိမ့်မွာမွာကွဲပြီးရုရှားနဲ့တရုတ်ကျွန်းတပေါက်ဘွားရှောက်ဖို့အာနာကျိုးစီးဘွားတစ်ခုအတွက်နဲ့မင်းတို့လောက်ရကြဖို့ကျွန်တော်ရှင်နေနာလို့မစုံပါဒီကောင်ကြီးတိုင်းပြည်ကိုရုံမာနေကြပါပြီပြည်သူလူထုတို့ကြီးမပေါ့စားကြပါနဲ့ချင်း ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအတန်တွေတော်တော်ညံ့နေတာကြားသိရမှာပါကျွန်တော်ဒီကိုခွဲပြပါမယ်ချင်းမှာအိန္ဒိယနိုင်ငံချင်းပြည်နယ်တမူးမှာရှိတဲ့ကဘောချိုင်ဝမ်းကိုမဏိပူရနယ်ထဲကိုပြန်ထည့်ဖို့အဲဒီအထက်လွတ်တော်မှာဆိုဆိုသွင်းတယ်လို့ချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့အိန္ဒိယမီဇိုရန်ပြည်နယ်နဲ့ပေါင်းဖို့ဆိုတာမျိုးတွေအတန်တွေထွက်လာပါတယ်ကျွန်တော်တို့တိုင်းပြည်ရင်းနှီးတူကိုဝါကူထိုးဖို့ အစင်းသည့်ရှိနေကြတဲ့အင်ဒီဂျင်နိုင်ငံတွေကလည်းတရဇက်ကျွန်တော်တို့ကိုထိုးနှက်နေပါတယ်ဒီကြောင်းထဲမှာမတရားအာဏာသိမ်းတဲ့အပြင်တိုင်းပြည်ကြီးလူလူကိုတစ္ဆာမခံပဲတရုတ်နဲ့ရုရှားတီမှာတစ္ဆာခံကျွန့်ခံမှုစ조사နေတဲ့မင်းအွန်လိုင်းအပါအဝင်စစ်ကောင်းဆောင်ဇိုးကလည်းတိုင်းပြည်ကြီးအချုပ်ချာအာဏာတိုင်းပြည်နေလူမျိုးရဲ့ဇာတိပုံညာဂုံမာနာတိုင်းပြည်ရဲ့တောတောင်ချင်းမီတဘာဝတယံစာတာဒါရင်ကိုလုံလုံထက်မတွက်ပဲ သူတို့စစ်ပိုလ်ချုပ်တိုက်အာဏာမြေကြီးအတွက်ရုရှားလက်ထက်ကိုတဝယ်ရင်နဲ့စစ်ကံအပေါင်းဘာမှပြီးအမိပိုင်းတစ်ချမ်းလုံးနှီးပါထိုးအပ်ဖို့ကြံစီနေပြီတရုတ်ကတော့ရှမ်းပြည်နယ်တခွေဝကိုကန် MNDAA အစရှိတဲ့တပ်တွေနဲ့ရှမ်းပြည်နယ်ရှမ်းမြောက်ကြီးတစ်ခုလုံးတအပြင်ကြောက်ဖြူရင်နဲ့စီမံကိန်းဆိုတဲ့ခေါင်းစဉ်အောက်ကတရုတ်တပ်အင်အားတောင်းနဲ့ချီပြီးဝင်လာပြီးတော့ ဗမာပြည်ကို အပိုင်ပိုင်ခွဲပစ်ကြဖို့ကျုံမှာဆိုတာကြံစီနေကြပါပြီတဖက်မှာလည်းရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့တတ်ရှုဖို့ကြိုးစားပြီးလောက်တီဖြစ်စီမလောက်တီဖြစ်စီတဖက်ကတော်လန်ရေးအင်အားစုနဲ့ NUG ဆိုတဲ့အစိုးရအဖွဲ့ဆိုတဲ့ပုံကူတွေကိုအာယုံနောက်အောင်လှုပ်ထားနိုင်ပါတယ်ရှင်းပါတယ်နော်တခါတခါကြာရင်မင်းအောင်မိုင် ပြောစကားတွေဟာ အယူလို့ထင်ရပါပြီအဲ့ဒီအယူကအိမ်ဦးကြီးတက်ပါတာမျိုးတွေ့ရပါတယ်သူပြောစကားတွေနောက်လိုက်ပြီးတော့ကျွန်တော်တို့ဘက်ကတော်လန်ရေးခေါင်းဆောင်ပါဆိုတဲ့ပုံကူတွေတော်လန်အစိုးရပါဆိုတဲ့ပုံကူတွေကသူပြောစကားနောက်လိုက်ပြီးလုပ်နေတာမျိုးတွေသူနောက်ကလိုက်ပြီးသူပြောစကားကိုပဲလိုက်လံခြေပါတာမျိုးတွေနဲ့ပဲအချိန်ကုန်တာတွေ့နေရပါတယ်။တမန်ကြီးကမိညာခရိုင်တရင်ကို မြင့်ကြံပလတ်တိုက်ကဌာနချုပ်ဖြုတ်ခွင်းခံတယ်။တစ်ဖက်မှာစစ်ကြောင်းတွေအလဲလဲအပြုပြုဖြစ်တာရှိတယ်။တစ်ဖက်မှာတော်လန်တက်ရင်တက်ဖွဲ့တွေအသီးသီးဟာမနေရုံးကန်လာရတာကိုတွေ့ရတယ်။စစ်လက်နဲ့ခရဲအပြင်အခြားသောဘာကြီးရကိစ္စတွေနဲ့တော်လန်တက်တွေဟာစစ်တိုက်ဖို့တက်ဂျမုံဝေခရဲရရှိရေးကိုလည်းတစ်ဖက်မှာဆောင်ရွက်နေရတာတွေ့ရတယ်။ တပတ်မှာမင်းအောင်လိုင်ဟာငွေကြီးမြောက်ကိုထိန်းချုပ်ဖို့အတွက် MM code ဆိုရဲ digital ငွေပေးချေမှုစနစ်ကြီးကိုဆောင်ရွက်ဖို့ကြိုးစားနေ။ဘန်နီကနေငွေသားထုတ်ယူမှုတဖြည်းဖြည်း short ချတယ်။နောက်တစ်ခုက facet တဲ့လောက်ကန်ဆောင်ရွက်ဖို့တစ်ချက်ကြည့်ကြရအောင်။ facet တဲ့ကသူ့ကိုထောက်ခံတဲ့အစုအဖွဲ့ပန်းသမားကိုသူကကြိုးကန်ကာပါပေးတယ်ဗျာ။နောက်အခံအင်အားပေးပြီး ထောက်ပံ့ကူညီကစုဖွဲ့မှုတွေကိုမြို့ပြဒေသတွေမှာတရဆက်လုပ်ပါတယ်စစ်မှုရန်အောင်မိသက်ချက်ချီနီးအပြူစောတိပြည်သူစစ်ပြည်သူကိုဒုက္ခပေးဖို့တိုင်းပြည်မှာစစ်တပ်ရဲ့အာဏာတည်မြဲဖို့အတွက်ဘ ਹੁ ချုပ်ကန်မှုစနစ်တဲ့မြေပြင်မှာထိ ंछ ုံနိုင်မှုစုဖွဲ့မှုတွေကိုသူကအနောက်ကရက်ခံကာဗာပေးပြီးဆောင်ရွက်တာတွေ့ရပါတယ် ျွန်တော်တို့တော်လန်အင်အားစုတွေဘက်မှာတော့တော်လန်အင်အားစုတွေအချင်းချင်းပြန်ပြီးကာဗာပေးဖို့နေနေတတ်တာတယောက်နဲ့တယောက်ရန်စွဲငုံငုံနဲ့လိုင်းပေါ်တက်អော်ဟင်းနေတာတွေ့ရပါတယ်ကျွန်တော်တို့စီမှာတရင်တက်ဖွဲ့ဆိုင်ရာစုဖွဲ့မှုတွေအဟောတိကံအများကြီးဖြစ်နေပါတယ်နောက်ပြီးတော့တရင်တက်ဖွဲ့တွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ post တစ်ခုရေးလိုက်ပါတယ်အန်ယူဒီ MOD ကိုပဲကျွန်တော်ရွေပြီးရေးပြတာပါတွေးမိလို့ပါအဲ့တော့ ီစီရင်ဆိုင်ရာဥဆောင်မှုစုဖွဲ့မှုတို့ဒေသဆိုင်ရာတရင်ပေါင်း300ရှိတယ်ဖြူကားတွေရှိတယ်လို့ပြောတယ်အဲ့ဒီတမူးတွေကနီလာခံလုတ်ပြီးတော့တင်မြောက်တဲ့တမူးချုပ်စစ်ဦးစီးစစ်ဦးစီးကောင်စီဒီလိုဥဆောင်စုဖွဲ့လို့မရဘူးလားလက်တင်ရတွေဆိုတော့ခေါ်ပြီးစီရေးချုပ်တွေစစ်ထောက်ချုပ်တွေအကုန်လုံးကိုအန်ဒီအမတ်ကြီးပဲတော်တော်များများပါနော်ဝင်ကြီးဝင်ကလေးတွေကခန့်နေရဟာ တော်လန်ရီကိုကိုစားပြုတ်သူအဖြစ်ပျောက်ကွယ်ပြီးတစုတစ်ဖွဲ့တပါတီတတင်းတစ်ဖွဲ့ကိုဆောင်းပေးဖွဲ့စည်းစုဖွဲ့အင်အားကောင်းအောင်လုပ်နေတာကိုလုပ်နေမှုပေါ်လွင်နေတယ်ပေါ်လွင်နေတာကိုတွေ့ရပါဆိုတော့ဒါဟာတော်လန်ရီကိုအင်အားချိနေစီတော့စီအစ်ဆိုင်ကခေါင်းဆောင်မှုပျောက်ဆုံးနေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ကျန်တဲ့အချက်တွေအများကြီးကြည့်တော့မပြောတော့ဘူး။အဲ့တော့ဒီနေရာမှာကျွန်တော်အမြဲတမ်းပြောသလိုပဲ ခက်မြမြန်ခက်တုတ်တုတ်စုဖွဲ့မှုတွေစတင်ကြတော့ဒေသဆိုင်ရာစုဖွဲ့မှုတွေလောက်ပါပါမယ်ဒေသဆိုင်ရာစုဖွဲ့မှုဒေသဆိုင်ရာတပ်ပေါင်းစုဒေသဆိုင်ရာတပ်မှုများကရွေးချယ်တဲ့ဒေသဆိုင်ရာစစ်ဦးစီးကောင်စီအဲဒေသဆိုင်ရာစစ်ဦးစီးကောင်စီတွေကမှတဆင့်ဒေသအစုံလုံးတဲ့စီဦးစီးကောင်စီများအစည်းအဝေးကနေနိုင်ငံလုံးဆိုင်ရာစီဦးစီးကောင်စီဒီကနေမှအလှည့်ကြစီဦးစီး ကောင်းစီဥက္ကဋ္ဌနေပြီးတော့စီဦးသည်အချုပ်ပြီးတာဝန်ယူပြီးတနိုင်ငံလုံးကရှိသည်မြလက်လက်ကင်တက်များတော်လန်ကြီးတက်များကိုဦးသည်ဦးဆောင်လောက်ကတော်လန်ထိုးစစ်ကြီးဆင်နိုင်ဖို့အမြန်လောက်ပါရပါလိမ့်မယ်ရွေးကောက်ပွဲကိုဖျက်ကြငါတို့ရွေးကောက်ပွဲကိုသဘောမတူဘူးဒီလိုအော်ဟစ်ပြီးဇွန်းနဲ့တက်ပြောနေုံနဲ့ဘတ်စစ်တက်ကစောင့်ယူဆိုင်မှာမဟုတ်ပါတပတ်မှာရန်သူဟာရုရှားတေးကို ကာပါလုတ်ပြီးတိုင်းပြည်ကိုထင်တိုင်းကျဲရုပ်မှာဖို့ဤလမ်းပေါင်းစုံနဲ့ပြင်ဆင်နေချိန်မှာကျွန်တော်တို့ဒီဘက်ကတော်လိုင်းအင်အားစုကြီးတွေရဲ့ခေါင်းဆောင်ကြီးတွေဟာရွေးကောက်ပွဲပျက်စီးရေးကိုဆောင်ပြီးပြောနေကြတယ်စစ်နိုင်ရွေးပောက်ပွဲလုပ်လို့မရဘူးနေပြည်တော်ကိုတတ်သိမ်းနိုင်ရွေးကောက်ပွဲလုပ်လို့မရဘူးရှင်းလို့ဘလောက်အော်အော်ဘလောက်ပြောပြောစစ်နိုင်တိုက်ရိုက်ဖို့ပြောရအောင်ဖြစ်ပါတယ်တိုးတော့ တပတ်မှာစစ်အနိုင်တိုက်ရေးကြီးပဲပြောတော့လက်နက်ကင်ဟာလက်နက်ပါဝါစစ်စီပါဝါမြင့်တက်လာတာနဲ့အမြလက်နက်ကင်သူတွေရဲ့အချို့သောပုံကူတွေရဲ့ရှင်းဝင်မဲ့အဓိကတော့ပါသုံးလုံးတွေများတယ်တချို့ LPDF တက်တယ်လေရှိတယ်တချို့တက်တက်နဲ့တက်လို့ရှိတယ်ဒါပေမဲ့နည်းတယ်မရှိတော့ပါသုံးလုံးတွေရဲ့တရင်တွေလိုင်းလိုင်းထပြီးလက်နက်ရဲ့အရတာကိုတွေးလာကြတဲ့အခါကျတော့ စည်ရေးပါဝါကြီးပဲလွတ်ထားလို့မရဘူးနိုင်ငံရေးအတွေးခေါ်သဘောတရားယုံကြည်ချက်ကိုတက်စင်ကြအောင်ဖြစ်လိမ့်မယ်ဆိုတဲ့အယူအဆကြီးကိုလွန်ခဲ့သောနှစ်တွေကကျွန်တော်တို့ခဏခဏပြောပါတယ်အဖတ်မလုပ်ပါအခုဆိုရင်တော်လန်တက်တွေအသီးသီးမှာနိုင်ငံရေးအတွေးခေါ်လက်နက်ကင်းမဲ့နေတော့တွေ့ရပါတယ်တော်တော်များများပါတချို့တက်တွေတက်ကောင်းဆောင်တွေမှာတော့ရှိတယ်။တချို့တက်မှုတော်တော်များများမှာနိုင်ငံရေးမသိကြဘူးကငါတို့ကစစ်တိုက်ဖို့ပဲ ငါတို့ကတော်လန်ဖို့ပဲမှန်တယ်နိုင်ငံကြီးမသိပဲတော်လန်လို့မရဘူးတော်လန်ကြီးဟာနိုင်ငံကြီးကနေဖြစ်လာတာနိုင်ငံကြီးပြဿနာကြောင့်တော်လန်ကြီးဆင်ွေးတာတော်လန်ကြီးဆင်ွေးတာမှတော်လန်ပုံတရအနီးပေါင်းစုံကနေတဆင်စင်ကဲပြောင်းလဲမှုဖြစ်စဉ်ရမဖြစ်မနေလက်နက်ကန်တိုက်ပွဲကိုဆင်ွေးတာဖြစ်ပါလေလက်နက်ကန်တိုက်ပွဲတည်းဆင်ွေးပြီဆိုရင်ကျင့်ဝင်စည်းစံအတွေးခေါ်မရှိဘေးထွက်ဆိုးကျိုးတွေအများများပါလေ ဒါကိုကျွန်တော်တို့တတ်မှုတွေတတိချာချာလို့ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီအပိုင်းနေမှာတတ်မှုတွေစူးစီးဆွေးနွေးပြီးတော်လိုင်းရေးကိုသွေးသစ်လောင်းချဖို့လိုပြီ။နိုင်ငံလုံးဆိုင်ရာစီအောစာကြီးလူတွေဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဗိုလ်ချုပ်ကွန်ဘောမဖြစ်မနေအမျိုးသားညီညွတ်ရေးအစိုးရကကာဝေးဝန်ကြီးဦးရီမလို့လူမျိုးတွေကျွန်တော်တို့တွေ့ချင်နေပြီစကားပြောချင်နေပြီကျွန်တော်တို့လူလူကိုတင်ပြစီချင်နေပြီ။ဒါကျွန်တော်တယောက်တည်းတော့ စီးပါဝါဥဆောင်မှုအပြင်တစ်ဖက်မှာနိုင်ငံရေးအိုင်ဒီယိုလော်ဂျီနိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှုဒီနှစ်ခုမပေါင်းဆက်ပဲနဲ့တော်လှန်ရေးကိုဆင်နွှဲလို့မရပါဘူးတစ်ဖက်မှာစစ်နိုင်တိုင်ရေးနဲ့လက်နက်ကင်တိုက်ပွဲဆင်နွှဲနေတယ်လို့အဲ့လက်နက်ကင်တိုက်ပွဲကြီးကိုပုံမှုအကျိုးဖြစ်ထွန်းတဲ့ပုံမှုတက်မှတ်တဲ့ရည်ရွယ်ချက်တွေကောင်းမွန်စေဖို့အနောက်ကနိုင်ငံရေးအတွေးကိုလက်နက်မတက်ဆင်ပဲနဲ့တနက်တွေကင်ထားရင်အဲ့တနက်တွေဟာ ကင်ထားသူရဲ့ခံစားမှုအလိုက်အကောင်အဆိုးဘေးထွက်အဆိုးကျိုးတွေအများကြီးရှိပါတယ်ဒီအချက်တွေကိုကျွန်တော်တို့လူတွေကျွန်တော်တို့ရဲဖို့တွေတဘောပေါက်မှာပေါက်ရမှာဖြစ်တယ်နိုင်ငံရေးရဖြစ်ပေါ်ပြောင်းလဲတိုးတက်နေတဲ့ဒေတာတွေအခြေအနေပထဝီနိုင်ငံရေးအခြေအနေကဘာကြီးရဲ့အခင်းချင်းဒီနိုင်ငံရေးတွေကိုမတိပဲနဲ့တော်လိုင်းကြီးကိုဆင်နွှဲလို့မရပါဘူး နိုင်ငံရေးကိုတိအတွေးကိုခံခိုင်မာမာနဲ့ဆင်နွှဲနိုင်ရင်တယောက်ကောင်းကတပေါင်းပူကြီးညံ့ညက်ကြီးကဲလို့ဗတ်စစ်တဟအင်မတန်ကြောက်ရွံ့တုန်လှုပ်တဲ့သူတွေဖြစ်လာပါလိမ့်မယ်။တနတ်တနတ်ချင်းရှင်ပြစ်တဲ့ကိစ္စမှာတော့ဗတ်စစ်တဟတနတ်ကိုစိုက်ရုံနဲ့ထုတ်နေတာ။ကြိုက်တဲ့နိုင်ငံကလက်နက်တွေလေရင်တွေဝယ်လို့ရတာ။ကျွန်တော်တို့ကျွန်တော်တို့ဘက်ကလက်နက်ခဲရနဲ့ပတ်သက်အားနေပါကျွန်တော်တို့ဘက်ကအားကောင်းတာနိုင်ငံရေးဖြစ်ပါတယ်အတွေးခေါ်ဖြစ်ပါတယ်ယုံကြည်ချက်ဖြစ်ပါတ ပြည်သူလူထုတောက်ခံမှုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အားနည်းချက်တိုက်ပွဲတစ်ပွဲဟာအားနည်းချက်ကိုအရန်ဖြစ်တာပြီးအားကောင်းချက်နဲ့ထိုးတိုက်ရမှာဖြစ်ပါတယ်တပတ်မှာကိုကိုကိုခုကံကာကွယ်ဖို့ကိုဒေတာကိုနေမီကာကွယ်ဖို့တော့လကောင်းအရာကောင်းတဲ့စူစည်းမှုနဲ့တော်လန်ထိုးစကြီးဆင်ပြီးနေပြီးတော့တိမ့်ပိုက်ဖို့ရလကောင်းရန်ကုန်တိမ့်ပိုက်ဖို့ရလကောင်းတနက်ကြိုင်ထားတာပေါ့အကျွေးမဲ့သဘောတူပါတယ်တို့တော့တပတ်မှာ နိုင်ငံကြီးတိုက်ပွဲဆိုတဲ့နိုင်ငံကြီးအတွေးအခေါ်အိုင်ဒီယာသဘောတရားရှေးရာအယူအဆတွေအားကောင်းကောင်းနဲ့ဖက်စစ်တပ်ကိုဖုံးနှက်နိုင်ရမှာဖြစ်ပါတယ်ဖက်စစ်တပ်ကြောက်တာတူးတုံအောင်ကြောက်တာနိုင်ငံကြီးဖြစ်ပါတယ်ရှေးကသူတို့ကြွန့်ချင်ပါတယ်သူတို့ expect ပါတိုးတော်သူတို့ရဲ့အဓိကအားနည်းချက်ဟာဒီလူလူမထောက်ခံနိုင်ရဲ့တပ်တွင်းအကျင့်ပြတ်ခြားစားမှုတွေရဲ့ ပြောရရင်တော့အကျိုးစီးပွားအချင်းပြတ်ခြားစားမှုတွေနဲ့စစ်တပ်တွဲမှာစစ်တပ်တွေကိုဝင်ရင်လက်စားဖို့ပြည်သူစီကဂုတ်သွေးဆွတ်ဖို့ရွေချင်တဲ့ဝင်လာတဲ့ကောင်တွေကြီးပဲဖြစ်နေကြရဲ့ကပိုင်းနဲ့တခုချဘူးဒီကောင်တွေကြီးပဲစစ်သားဖြစ်နေတာကြောင့်လက်ရှိအချိန်မှာဆစ်ရှုံးနေတာဖြစ်ပါတယ်။တာမန်အချိန်မျိုးဆိုရင်မင်းအောင်ပိုင်ဖက်စစ်တပ်ရဲ့ဒုတွေအင်အားကိုတိုက်နိုင်မှုအတွက် ျွန်တော်တော်လိုက်အင်အားစုဘက်မှာဘိုးအမေဘေးကုကဲမှုဌာနချုပ်တွေအုပ်ချုပ်ထောက်ပံ့ဥယျာဉ်ထောက်စနစ်တွေနိုင်ငံလုံးဆိုင်ရာစုစည်းမှုပြည်တဲ့နိုင်ငံလုံးဆိုင်ရာစစ်စင်ရေးမဟာဗျူဟာတွေမရှိဘဲနဲ့မင်းအောင်လိုက်ဖက်စစ်တပ်ကိုမြစ်ပြတ်ချေမှုန်ပြီးစစ်နိုင်တိုက်ဖို့အလံဝေးနေပါသေးတယ်။ဒါကိုတက်တဲ့ရှုမြင်ကြရပါမယ်။ဒါကြောင့်မို့လူမျိုးကျော်အချိန်ချင်းပြောနေတာသွေးသစ်လောင်းကြတော့စုပွဲမှုတဲ့ခေါင်းဆောင်တဲ့ စီးဆိုင်ရာခေါင်းဆောင်မှုနိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှုဒီနေရာမှာ NUG ရဲ့လူတွေပါလာပါပေါ့ NUG ကိုကျွန်တော်အမြဲတမ်းပြောတယ်လင်းနစ်တာစုဖွဲ့ထားတဲ့စုဖွဲ့မှုရဲ့အခြေငွေကြေးတွေဟာမရှိတာတည်းရှိတာကပိုကောင်းတယ်သို့တော့ရှိနေတဲ့အစုအဖွဲ့ကြီးတံပိုးကြီးပြီးအလုံးလောက်အောင်အမုန်းခံအစဲခံအစုခံကိုတမင်းကိုစားပြောနေတာဖြစ်တယ်ကျွန်တော်တို့ကပို့ပြီးလုံနိုင်စွာရှိသို့တော့မလုံနေလို့ပြောနေတာဖြစ်တယ် ခုနရွေးကောက်ပွဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီကိစ္စဆိုရင်နိုင်ငံဝန်ကြီးဌာနဆိုစင်မောင်းအပါဝင်အင်တာဗျူးတွေတက်တယ်ဇုံးနေနေပေါ့ BOE တို့ MNE တို့ဒါဟာတာမန်ကြည့်ရင်နိုင်ငံရေးတော်လှန်ရေးလုပ်နေတယ်လို့လို့ပဲမဟုတ်ဘူးအဲ့ရွေးကောက်ပွဲလုပ်ငန်းစုကိုဖျက်ဖို့လက်တွေ့မြေပြင်လုပ်ငန်းစစ်တွေဘာတွေကြမှတ်တာလဲ online ပေါ်ကသတင်းတော့တွေကို view ပေးရုံနဲ့အဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြတ်မသွားဘူးအဲ့တော့ရောက်ကအုတ်ချိုကြီးတောက်တိုင်စနစ်ကြီးကိုဖြုတ်ချကြတာကျွန်တော်ပြောတယ် ကဝင်းဝန်ကြီးဌာနကပြည်ထောင်ဝန်ကြီးဌာနများကစစ်မိတ်ထုတ်ပြီးပါကပါပါလာပါပါပါတများကဝင်းဝန်ကြီးဌာနအောက်ချီတိုင်ရင်တပ်ဖွဲ့များအီမိတ်ကိုကျွန်တော်ထုတ်ပြန်ခိုက်သည်တိုင်ရင်တပ်ဖွဲ့များရှိတဲ့လက်နက်လူသူများဖြင့်စစ်စစ်စင်းပြုစုကရှိသောမောင်းပြန်ရိုက်ဖဲနှင့်ညီမြသောအထူးလှုပ်ရှားတပ်များဖွဲ့ရင်မိတို့လူထိတ်ချုပ်တာသောနေမည်မလန်မကန်ထိဆက်ရာဒေတာအနံ့အပြားမှရက်ွက်ကြီးရွာများသို့ 结果，我却羡慕羡慕呢！阿答应话，得苦劳苦，下得命，荣耀翻身跌倒，可咋样？知道吗？生命可白来滴，不如下嘞逃回去，荣耀。多年来嘛，工厂的的没土，十年的家，几个月十几年，工厂的有表土。那一些，大米子呀，得着了啥都，阿弟弟都白弟弟家了。 စုဝေးတိုင်ပင်စီယုံဆွဲခေါ်ဒါဒီမလုံခွဲနဲ့မင်းအောင်လိုက်စစ်တပ်မနိုင်ဘူးလို့ခဏခဏပြောနေတယ်မင်းအောင်လိုက်စစ်ရှုံးစီဘူးလို့ဟောပါမှာမင်းအောင်လိုက်ကိုစစ်နိုင်ဘူးကိစ္စမှန်သမျှအကုန်လုပ်ရမှာဖြစ်တယ်ဒီချိန်မှာပုဂ္ဂိုလ်ကြီးမတည့်တာလေ तू ကတော်နေတိုင်းငါတော်နေတယ်ငါပါတီကမဟုတ်တာလေငါအင်ဂျီကြီးမဟုတ်တာလေထက်တွက်နေမယ်ဆိုရင်ခမရတို့ကနိုင်ငံနဲ့လူတို့ကိုကိုစားပြုတ်သူတွေဖြစ်မလာတော့မင်းအောင်လိုက်ကတော့ ဖက်စစ်တပ်ကတော့စစ်အာဏာရှင်စနစ်နဲ့စစ်ကောင်းဆောင်စုကြီးပွားရေးအတွက်တိုင်းပြည်ကိုအစိတ်စိတ်မောင်းမှာခွဲချီပြီးရှုံမာဖို့ကြံစီနေလိမ့်ပြီကျုပ်တို့တို့တော်လိုင်းရေးဘက်ကတို့တွေအရင်လိုပဲအီယုံအီယုံနဲ့လုံနေလို့မရတော့ဘူးစူပွဲမှုအစ်စ်တွေပြင်ဆင်ကြတော်လိုင်းရေးတပ်မှုတွေစုစည်းကြသွေးသစ်လောင်းကြဖက်စစ်အာဏာရှင်စနစ်ကိုရိုက်ချိုးကြရိုက်ချိုးဖို့နှိညာတွေကိုလည်းကျွန်တော် နေ့တိုင်းပြောပြနေပါတယ်လောက်တာလို့တို့ကိစ္စအဲ့တော့ကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့စေပါဝါကြီးမားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖို့ကျွန်တော်ဒီနေရာကနေအဆုပြုပါတယ်ကျွန်တော်စူးစမ်းဆက်သွယ်ဖို့လေးစူးစမ်းပါမယ်အကယ်၍မနီးစပ်ပတ်သက်တဲ့လူတွေပါရင်ကျွန်တော်ကိုလင့်လေးချပေးပါကျွန်တော်တွားရောက်တွေ့ဆုံပါမယ်တွားရောက်ဆက်သွယ်ပါမယ်အဓိကတော့ပို့ချုပ်ထွန်းမြတ်နိုင်တယောက်ကိုကျွန်တော်လင့်မရှိဖြစ်ဘူးဘို့ချုပ်ကမှပိတ်ရှိတယ်ဦးကြီးမှပိတ်ရှိတယ်အခြားသောတပ်မှုတပ်ဖွဲ့တွေကိုကျွန်တော် ဒီဘက်မှာစတင်ပြီးတော့စူးစီးဖို့လုပ်နေတယ်။အဲ့တော့တွဲတက်လောင်းပြီးအောင်ဘွဲကိုရယူမယ်လို့ကျွန်တော်ပြောရင်အောင်ဘွဲရပြီးသားတူထိုင်ပြီ။ဒီညောင်းလောက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါ